အဲနေမကောင်းတာဆိုရင်တော့သူနည်းနည်းလေးတော့ depression ဝင်တာတွေများတယ်အဲ့အတွက်ဟိုအဓိကစိတ်မကောင်းတာပေါ့နော်ဖြစ်ချင်တာတော့သူ့ဟာနဲ့သူတဲ့အချိန်နဲ့ဆက်သွားမယ်ဆိုတာဖြစ်ချင်တယ်ဒါပေမဲ့ဆရာဝန်ကခွဲရတော့မယ်ဆိုပြောတဲ့အချိန်မှာတော့ဟိုဟို depression လဲဟိုဖြစ်လာတယ်ပေါ့နော်တခါတလေဆရာဝန်လည်းဟိုဒီရဒီဒီရကန်တော့ပါမှာလည်းပြန်ဆက်နိုင်မယ်လို့လည်းပြောတဲ့အချိန်မှာလည်းအပါလည်းအဖေလည်းစိတ်တိခိုက်ရသေးတယ်ရှိရပါတော့ဒါပေမဲ့တားတယောက်နေနေလည်းအားပြရပါပဲသူနေမကောင်းမိတာဖြစ်တာကိုပြီးတော့ချွဲမယ်တင်တယ်အဲ့လိုလေးရှိတယ် ဒါတော့မိဘတိုင်းအဲ့လိုလိုရှိပါရဲ့ဘော။ဟော trip တော်တော်လေး trip တဲ့ထဲမှာတော့ပါတော့ပါပါလေ။ကျွန်တော်အဖေဟိုအပေါင်းရိုးပြန်ဆက်နိုင်ဖို့လဲ၊ကျဲမကြီးလည်းပြန်ကောင်းဖို့တွေ့လဲ။ကျွန်တော်ဘက်ကနေနေတိုင်းဒီပါဟိုရှိခိုးပါလေ။ဆူတောင်းပါလေ။အမြဲတမ်းလည်းဟိုဖြစ်နိုင်ပါလေရုံကြည်ပါလေ။ ဒါကျွန်တော်တို့ရဲ့ show လိုက်နောက်ထပ်ပြင်မြန် CV လေးဟိုဖြစ်ပါတယ်ပေါ့နော်ထောက်၆ဆိုတဲ့ဟိုဒီ the teacher universe ပေါ်မှာ base လုပ်ပြီးတော့ဟိုဇလန်တော်လေးပေါ့ horror နဲ့ဇလန်တော်လေးပေါ့နော် academy ကိုညွမြင်းလေးနဲ့အတူတူပူးပေါင်းပြီးတော့ဟိုလုပ်ခဲ့ဖြစ်တာပါကိုညွကတော့ကျွန်တော်တို့နဲ့ဟိုခင်ခဲ့ပါတယ်အထူးသဖြင့်ကျွန်တော်အဖေနဲ့ကောင်းကောင်းလေးခင်ခဲ့ပူပါပေါ့နော်အာပြီးမှပဲကျွန်တော်ကဒီ Superstar Academy မှာတွေ့တွေ့တွေ့လို့တဲ့ချိန်မှာလည်းသူလည်း ဟိုကျွန်တော်တို့ show like နဲ့သူတို့တွဲလို့ရတာသဘောကျတယ်အဲ့ဒီပုံမှာလည်းသူက present လာလုပ်တယ် present လာလို့ pitching လာလုပ်တဲ့အချိန်မှာလည်းဟိုသူရဲ့ဒီ project ကလည်းအရန်ဟိုလည်းဟိုအခွင့်အရေးကောင်းတစ်ခုလည်းပဲမြင်တာပေါ့နော်။ဘာဖြစ်ဆိုတရေကားဇဒန်တွဲလေးရတော့တော့အရင်ကဘုံတော့ဟိုမရှိဘူးပေါ့။ရှိသေးရှိခဲ့ပေမဲ့လည်းအခုတော်တော်လေးရှားနေတဲ့အချိန်မှာတော့ဒီ okay ဒီ Halloween ဟိုကာလမှာပေါ့နော်။ဒီ October လတွင်မှာဒါကိုကောင်းကောင်းလေးချပြချင်တယ်။ ဟိုပြီးွားရတဲ့ The Teacher Universe ရတဲ့လူတွေကလည်း The Teacher 1တော့လည်းကြီးခဲ့ပြီးတဲ့လူတွေရဲ့ဒီထချောက်ဆိုတဲ့ series မှာလည်း stand alone ဖြစ်ခဲ့ပြီးမဲ့လည်းဒီထဒီ The Teacher ရဲ့ character တွေနဲ့အတူကောင်းကောင်းလေးတရားကားလေးကြည့်လို့ရတော့မြင်ရတော့ပေါ့နော်ဆိုတော့အဲအားကြောင့်လုပ်ခဲ့ဖြစ်တာပါကျွန်တော်ဖေကတော့အခုလက်ရှိဘန်ကောက်မှာကျွန်တော်ပြန်သွားဖို့တော့ရည်ရထားတဲ့ဒီ၁၀ရက်နေမှာပေါ့နော်ဟိုပေါင်ယိုးကတော့ဟိုမဆက်သေးဘူးပေါ့ မဆက်တည်ဟိုဟိုဖြစ်ချင်တာထက်ဆိုင်နည်းနည်းလေးတော့နီးနေသေးတာပေါ့နော်အဲ့ဒါဆိုစိုးရိမ်မိတယ်အဲ့ဒါကြောင့်ဘန်ကောက်လည်းသွားခဲ့ဖြစ်တယ်အဲအဲ့ဒီမှာလည်းခွဲဖို့လည်းရည်ရထားတယ်ဒီလာမဆက်17ရက်နေ့မှာလည်းခွဲဖို့လည်း appointment လည်းပို့ချပြီးသွားပါပြီ operation မှာတော့ဟိုထက်တော့လောက်ရမှာပေါ့နော်အဓိကတော့ဟိုပြန်သူ့နေရာနဲ့သူပြန်ရောက်သွားနိုင်အောင်ပို့ဟိုပြန်ပြီး operation လုပ်တာပေါ့အဓိကနည်းနည်းလေးတော့ ဟိုဖြစ်ကိုဖြစ်ချင်တာထက်ဆိုင်တိတ်မဖြစ်နေနည်းနည်းနည်းနေပေါ့အသက်ကြီးရတယ်ပါပါဒါပေမဲ့ဆရာဝန်ကပုံပြီးတေးကြအောင်ပေါ့နော်ဟိုပြန်ပြီးတော့ဒီတန်ချောင်းကိုပြန်ထုတ်ပြီးတော့ပြန်ဆက်ချင်တယ်ဖြစ်တယ်ဒီဘန်ကောက်သွားတဲ့ချိန်မှာဆိုဆရာဝန်တွေအမျိုးစုံနဲ့တွေ့ခဲ့ဖြစ်တယ်အဲ့ဒီပုံမှာလည်းဟို opinion လေးတွေရတယ်ကွဲရပေါ့နော်ဟိုဆီယမဒီတခုပြောတယ်တခုပြောတခုပြောတာအကုန်လုံးကတော့ဟိုနည်းနည်းလေးနှီးရဆိုတော့ပြောတော့ပြောကြပါဘူးခုဖြစ်ချင်တဲ့ ဖြစ်တင်တာထက်ဆိုင်နည်းနည်းလေးပုံနေနေရဆိုမြင်ရတယ်အဲအားကြောင့် operation တော့လုပ်တင်ရဆိုအကုန်လုံးကတော့ဟိုအားပြေးကြရပေါ့နော်ဆရာဝန်တိုင်းကတော့အဲ့ဒီအဲအားကြောင့်ကျွန်တော်တို့ဒီလာမယ့်စက်တရက်နေ့မှာတော့လုပ်ဖြစ်မှာအဲ့ဒီပုံမှာလည်းကျွန်တော်တို့လည်းနည်းနည်းလေးဆိုးဆိုးရင်ရပေါ့နော်ဟိုဟာ operation ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဆိုးရင်ရမှာပဲဒါပေမဲ့ဆရာဝန်ကတော့စိတ်ချလို့ရတယ်တော်ရထမှာလည်းပါတယ်အဲ့ဒီအဲအားကြောင့်ကျွန်တော်တို့ကဆုံးဖြတ်လိုက်တာဟုတ်လက်ရှိတော့ဟို WeChat နဲ့ပဲတွားဖြစ်နေပါတယ် ဂျိုင်းတောင်းတဲ့လောက်ဟိုလူတွေကူညီပေးရင်တော့ဂျိုင်းတောင်းတဲ့လောက်ဂျိုင်းတောင်းတော့မဟုတ်ဘူး၄တောက်ဟာနေတော့ရှောက်လို့ရပါသေးတယ်ဒါပေမဲ့အရင်တော့ရှောက်လို့တော့မရပါသေးပါဘူးဒါတော့မိဘတိုင်းအဲ့လိုလိုရှိပါရဲ့ဘောနော် trip တော်တော်လေး trip တဲ့ထဲမှာတော့ပါတော့ပါပါတယ်အဲနေမှာကောင်းတာဆိုရင်တော့သူနည်းနည်းလေးတော့ depression ဝင်တာတွေများတယ်အဲ့အတွက်ဟိုအဓိကစိတ်မကောင်းတာပေါ့နော်ဘာလို့လဲဆိုစစတော့ ဖြစ်ချင်တာတော့သူ့ဟာနဲ့သူတဲ့အချိန်နဲ့ဆက်သွားမယ်ဆိုတာ ဖြစ်ချင်တယ်ဒါပေမဲ့ဆရာဝန်ကခွဲရတော့မယ်ဆိုပြောတဲ့အချိန်မှာတော့ဟိုဟို depression လဲဟိုဖြစ်လာတယ်ပေါ့နော်တခါတည်းဆရာဝန်လည်းဟိုဒီရဒီဒီရကန်တော့ပါမလဲပြန်ဆက်နိုင်မယ်ဆိုတဲ့ပြောတဲ့အချိန်မှာလည်းအပါလည်းအဖေလည်းစိတ်တိခိုက်ရသေးတယ်ရှိရပေါ့နော်ဒါပေမဲ့တားတယောက်နေနေလည်းအားပြရတာပဲဒီလိုပဲပေါ့နေတော့အပဲအဓိကတော့စိတ်ပေါ့စိတ်ဟိုခိုင်မာဖို့အရေးကြီးတယ်ဒီကာလတည်းမှာလေကျွန်တော်အဖေ ဟိုအပေါင်ရိုးပြန်ဆက်နိုင်ဖို့လဲကျဲမာရေးပြန်ကောင်းဖို့တွေလဲကျွန်တော်ဘက်ကနေနေတိုင်းဒီပါဟိုရှိခိုးပါလဲဆူတောင်းပါလဲအမြဲတမ်းလဲဟိုဖြစ်နိုင်ပါလဲရုံကြည်ပါလဲပရိသတ်တွေခင်ဗျာနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးများရတင်ပါတယ်ဟိုကျွန်တော်တို့ဒီ show the application မှာထားချောက်မကြခင်လာတော့မှလည်းဖြစ်ပါလေအဲ့ဒီအဲ့ဒီချိန်မှာလည်းကြီးစုဖို့လည်းအားပေးကြပါလို့လည်းပြောချင်ပါတယ်ကျွန်တော်ဘက်ကလည်းပြောတာမှလည်းရှိခဲ့ရည်နေတယ် ွင့်လွှတ်ပေးပါလို့လည်းပြောချင်ပါတယ်ကျွန်တော်ဒီသမက်ကလည်းပို့ကြိုးစားမယ်လို့လည်းပြောချင်ပါတယ်